တွင်းလင်းပြောမဆိုရင်တော့ဗျာအစိုးရဟိုတော့ခင်ဗျားလည်းဟိုငကူချစ်နေတဲ့လူတော်မှမုံသွားပဲဆိုတဲ့ပူဇော်ပြောတော့ဖြစ်နေသေးဗျာအဲ့တော့အာငါတို့ကတက်တမတော်ပဲချစ်ချင်းမုန်းရင်ငါတို့နဲ့မဆိုင်ဘူးလို့ဒီလိုလိုလည်းမပြောနဲ့ဗျာဒီချန်နယ်ကဘလော့ထင်ပြောကြအောင်ဝေးခန့်ကြပါဦးဟဲ့ဟဲ့ဟဲ့

အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရထင်မှာဒီနေ့2025ရွှေလဆေးရည်နဲ့မနက်ခင်းအစစင်မပြန်လေကျူဆူလိုက်ပါတယ်ဒီနေ့မနက်ခင်းမှာပထမဆုံးပြောရမယ့်သတင်းကတော့မန္တလေးတန်းတပိတ်ကြီးမြို့နယ်ကစစ်ကောင်စီတပ်သိမ်းပိုက်ထားတဲ့ချောမှန်စကန်တာဂျေဝကိုဒူလန်ရဲ့တပ်ဖွဲ့တွေကပြန်လေသိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်သေးဆုံးမှုတွေလည်းများပြားခဲ့ပါတယ်လို့တပိတ်ကြီးဒေသတရင်ရင်းမင်းကပြောဆိုပါတယ်ဒီဟာကဒီအားအိုက်ဘူဟာထန်တဲ့စကန်တွေကိုစက္ကစကလွန်ခဲ့တဲ့နရက်ကသိမ်းသွားတာပါလို့ စပေါ်ဒီယာကမနက်က TRI ဘူဟာနဲ့အကဖတ်တွေပေါင်းသိမ့်လိုက်တာလို့ပြောပါတယ်စက္ကစသေးစွန်တာတွေလည်းများတယ်လို့သိရတယ်ဟု၎င်းကပြောပါတယ်စရိုဒီယာကတော့ဒိုလိုင်းတဖို့တွေကပြန်လေပြီးတော့သိမ့်ပတ်ခဲ့တယ်ဒီ TRI ဘူဟာဟာ အမှတ်1000 နှစ်တရင်ရေးဖို့တွေစုဖွဲ့ထားတဲ့ဗျူဟာဖြစ်ပါတယ်တဲ့ဒါပေမဲ့အဲ့ဒီတရင်ဟာမောကော့တပိချင်းနဲ့စင်ကူမြော့သိမ့်တက်ဖို့တွေမှာပါဝန်တက်ခတ်သိမ့်ခဲ့တဲ့တရင် ဖြစ်ပါပါဝန်တက်ခတ်ခဲ့တဲ့တရင်ဖြစ်ပါတယ်လို့သိရပါတယ်ဒါအပြင်တိုလန်ရေးတက်ဖို့တွေသိမ့်ပတ်ထားတဲ့တပိချင်းမြော့နဲ့ဖွန်မန်ဒါကွာဝဲတဲ့ကွာဝဲတဲ့ဖွန်မန်ဂျေးဝါဂျေးဝါမလဲတက်ဖို့တွေဖြစ်နေတယ်လို့ပြောပါတယ်အဲ့ဒီနေရာမှာတော့တအောင်းတက်မတော့ ဒီအဲ့ဒီပြည်သူ့လူမျိုးရေးထမရောဒီအတဲ့တက်နေအချားပူပေါင်းတက်တွေကစုပေါင်းပြီးတော့တက်ခတ်နေတယ်လို့သိရပါတယ်ဒါကတော့ကျွန်တော်တိုလိုင်းတဖို့တွေကဒီစခန်းတွေကိုပြန်ပြီးတော့တင်ပတ်ရရှိခဲ့ပါတယ်လို့သိရပါတယ်ဒါကသတင်းကောင်းအနေနဲ့ပြန်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့အခုတလောမှာဆိုလို့ရှိရင်အာဆက်ကောင်စီတဖွဲ့အတွင်းတဦးနဲ့တယောက်တယောက်နဲ့တယောက်မယောင်ချောင်ကြီးမှုတွေနေပါလာပြီးတော့ ဖန်စီမှုတွေလေစစ်တပ်ကို ဖြစ်နေပါတယ်ဘာလဲဆိုလို့ရှင်ဒါကတော့ခလိုက်ရ68တရင်မှုနဲ့မင်းသားစုကိုစစ်ကောင်စီကပြန်ပြီးတော့ဖန်စီထားပါတယ်လို့သိရှိရပါတယ်ဒါကပြမရှိတဲ့ဟာလဲဆိုလို့ရှင်အရာဝတီတန်းဖြာပေါ်မြော့အခြေဆက် အမှတ်68ခြေလင်တရင်ခလိုက်ရ 68တရင်မှုနဲ့မင်းသားစုဝတ်များကိုအနော်တောင်တန်းစစ်ဌာနချုပ်နတ်တခတန်းမိုးဤအမင်းဖြန်စစ်ဖက်ရေးရလောင်ချောင်ရဲ့အဖွဲ့ဆက်ရဖကဖမ်းဆီးလိုက်တယ်လို့သိရှိရပါတယ်။ဒါကတော့ရွမ်းလ9ရက်နဲ့ညကဖမ်းဆီးခြင်းဖြစ်ပြီးလက်ရှိထင်းသိမ်းခံထားရသူများတွင်ခလရ68တရင်မှုဤအသက်14နှစ်အရွယ်သမင်းဖြစ်သူလေပါဝန်ဒီဟုမအိုးပင်ဆက်ရဖနဲ့နင်းဆက်သူတို့ကပြောဆိုပါတယ်။ဒီရီထက်က အမင်းပါလို့အရင်ထဲတင်ဝမ်ဖန်ပြီးတော့မအိုးပင်အဲ့ရက်သား မတညထားတယ်အာနောက်နဲ့ပသိန်းနတ်တခထဲပို့သွားတယ်ဟု၎င်းကပြောပါတယ်တရားကဖန်းစီရတဲ့အကြောင်းရင်းကတော့အသေးစိတ်မသိရသေးဘူးတော်တော်လေ2024ခုနှစ်အတွင်းရခိုင်ပြည်နယ်မှာ တပ်ပွေများနယ်အရာဝတီတန်းရေကြီးငတန်းချောင်းမြော့နေတို့တွင်လက်ရှိဖြစ်ပေါ်နေသောတပ်ပွေများနယ်ခလရ68မှာစစ်ကောင်စီတပ်ဖွဲ့များတည်ဆုံမှုမြက်ပြနေခြင်းစစ်မှုထမ်းဥပဒေဖြင့်စစ်သားဆူဆောင်းခံရသူများစစ်တမ်းမှထွက်ပြေးမှုမြက်ပြနေခြင်းတို့ကြောင့်ဖမ်းဆီးဆဲနေခြင်းဟုတရင်ရရှိပါသည်ဒါကတော့သူတို့အချင်းချင်းမှာလုံဝတ်ကိုယုံကြည်မှုတွေမရှိတော့ဘူးစစ်တပ်တွေကိုယုံကြည်မှုပြက်ပြားနေပါပြီဆိုတာကိုလုံဝတ်ကိုအထင်အသာမြင်နေရတာဖြစ်ပါတယ်အခုချိန်မှာ သူတို့အချင်းချင်းဖက်စီမှုတွေကိုစစ်တပ်ကိုလော့ဆောင်လာတာကိုမင်းတွေ့ရတာဖြစ်ပါတယ်။ဒီဟာကတော့တရင်တစ်ခုဖြစ်ပါတယ်။ဒီဟာကဆက်ရှောင်းနေတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ဗောနော်။တရင်တစ်ခုဖြစ်ပါတယ်။အဲ့ဒီနောက်မှာနောက်ထပ်တရင်ကတော့ပန်းပီတူလူထုကိုကျေးယူကန်းနေတဲ့ BNO ပီတူစစ်အကြောင်းတွေကိုတင်ဆက်ပြရမယ်။တတိုလေးကိုစစ်မကောင်းစရာဖြစ်ပါတယ်။ဒါကတော့ရှမ်းပီနေတောင်ပန်းပန်းကူပန်းအုတ်ချုပ်ခွင့်ရဒေတာစီဆန်မြော့နေအတွန်းရှိကျေးယူအုတ်စုနှစ်ခုအတွန်းမှာပီတူ ထောက်ထောင်ကြော်ကိုစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မြကမောင်းထုတ်ပြီးတော့မွေတို့ဖျားဝမ်းအတွန်းဖန်စီထင်းသိမ်းထားကြောင်း PLA တရင်နယ်ပြန်ကြရေးဌာနတရင်နယ်ပြန်ကြရေးတာဝန်ရှိသူကိုရင်ရန်ကပြောဆိုပါတယ်ဒါကတော့အခုချိန်မှာအတ္တီဒေတာမှာနေတဲ့ပြည်သူတို့ပြောတာကသူတို့ PNO ကလည်းဆက်ဆက်တောင်းကပြည်သူလူထုကြကနေပေါ်ပေါ်လာခဲ့တာပါအခုလော့ရက်ကလူထုထောင်တဲ့ခြေကိုဖန်စီလိုက်တဲ့ တဘောပဲပြအခုတော့စစ်တပ်ကကာကွယ်ရင်ကိုကျူးစီးပွားအတွက်နဲ့ပန်းလူထုကိုပြန်လဲမောင်းထောက်တဲ့အဖွဲ့ဖြစ်နေပြီးလူထုကိုကြေယူကန်းနေပြီဟုဒေသနေပြည်သူတို့ကပြောဆိုပါတယ်အခုလိုပြောဆိုပါတယ်ဒါကတော့တတော်လက်ကိုဆဲမကောင်းစရာဖြစ်ပါတယ်လူထောင်ချီကိုပြည်သူလူထုထောင်ချီကိုမောင်းထောက်နေတဲ့အာပန်းပြည်သူစစ်ဖြစ်ပါတယ်ဒါကတော့ နောက်တစ်ခုသတင်းကတော့ကျုပ်ပင်ကိုမြို့နေကပေါ့နော်ပဲခူးတန်းကျုပ်ပင်ကိုမြို့နေတွင်လူငယ်များကိုပိုတာဆေးဖမ်းဆီးနေတဲ့ဗိုတီကောင်ရွာလက်နက်ကန်အုတ်ချုပ်ရေမူမော်ငင်းကိုပြစ်ခတ်ခံပြစ်ခတ်တိုက်ခိုက်ရာမှာတည်ဆောင်းခဲ့ပြီးလက်ပီပေါင်းနှလောင်းသင်းစီရရှိခဲ့ကြောင်း VT ရက် M GBK PDF ကိုတက်ခွေမှု ကိုတေယာမင်းကပြောဆိုပါတယ်ဒီထက်ကအော့ချော့ရေမူမောင်ငင်းကတတော်လေးကိုဂျန်တဲ့ကောင်ဖြစ်ပါတယ်ဘယ်လိုလဲဂျန်လေးဆိုလို့ရှိရင်မောင်ငင်းကပြည်သူတွေအပေါ်ကိုကျူးလွန်ထားတာတတော်လေးကိုမြပါတယ်သူက2020နှစ်လောက်ကလေးကစစ်မှုထမ်းဟောင်းပဲဖြစ်ပြီးတော့အော့ချော့ရေမူလည်းဖြစ်တယ်ဘီဆိုတီခေါင်းဆောင်လည်းဖြစ်တယ် မောင်ငင်ကစစ်မှုထမ်းတွေလဲဆွေးတဲ့ဆွေးတဲ့လူငယ်တန်းကိုဖက်ဆန်တန်းနေတဲ့သူတွေကိုဆိုရင်သိန်း150နေရာနဲ့ထောက်ပေးပြီးတော့သူအတွက်လဲတီးတန့်ဆိုပြီးတော့သိန်း60ထက်တောင်းတာတွေရှိတယ်။အတကတကြိမ်တစ်ခါလဲမဟုတ်ဘူး။အာချင်းချင်းလုံးဆောင်နေတာပါတော့။ဒီတိမှာအခုကသူလေးသေးမှာစပားကျင်းနေတဲ့အချိန်မှာကျွန်တော်တို့ကရှင်းလင်းခဲ့တာပါ။သူတို့ကသူကလက်နဲ့ရှိတယ်သူကလက်နဲ့ရှိတယ် မပါလာတော့လက်ပြပေါင်းနှလုံးပဲတင်းစီရရှိခဲ့တယ်လို့ BDM GBK PDF တပ်ဖွဲ့ခေါင်းအားတပ်ဖွဲ့ကပြောရဲဆိုခွင့်ရှိသူကတာဝန်ရှိသူတို့ကပြောဆိုပါတယ်တခွေမှုကပေါ့နော်အာတခွေမှုကပြောဆိုပါတယ်တတော်လေးကိုကောင်းတဲ့တရင်ဖြစ်ပါတယ်ဒီဟာကတော့အခုချိန်မှာစစ်တပ်တွေထဲအုတ်ချုပ်ရေးမှုတွေအာပြည်သူစစ်တွေကပူပြီးတော့ကြောက်ရတယ်ဘာလို့လဲဆိုလို့ရှိရင်ပြည်သူစစ်တွေအုတ်ချုပ်ရေးမှုတွေကအတူတူပေါင်းပြီးတော့လောက်စားနေကြတာပြည်သူတွေကိုလူငယ်တွေကိုနေရမျောမျောပေါ့မအမျိုးမျို တက်ပြီးတော့ဖန်ဆီးမှုတွေလုပ်နေတယ်ဒါမှမဟုတ်ငွေရေးကြေးရေးတောင်းရမှုတွေလုပ်နေတယ်ဒါကိုကျွန်တော်ပြည်သူတွေကအာသတိထားပြီးတော့လုပ်နေကြတာသတိထားပြီးတော့နေနေကြရမှာ ဒါကအုတ်ချွေးရည်မှုတွေကိုဒီလိုမျိုးရှင်းနေတာကတော့ကောင်းတယ်လို့ပဲပြောရမှာဘာလို့လဲဆိုလို့ရှိရင်စစ်တပ်ကလော့တန်အဖြစ်လေးမကပဲနဲ့သူတို့ကိုကြိုးအတွက်ပြည်သူတွေကိုနစ်ဆက်ပြည်သူတွေကိုနင့်အမျိုးမျိုးနဲ့ငွေကြေးတောင်းရန်နေတဲ့သူတွေကိုဒီလိုမျိုးကိုလုံးသိမ့်တယ်လို့ကျွန်တော်တို့ကတော့မြင်ပါတယ်နောက်တစ်ခုကတော့ဖန်ကန်မြွန်းနဲ့မိုးစစ်စာဘရားကောင်းတွင် တက်ဆွေးထားသောစစ်ကောင်စီတပ်သားများလက်ဖြစ်ဆန်ထန်းစဉ်ပြစ်ကခံရပြီးစစ်သားနှုတ်သေးဆုံးခဲ့ပါတယ်လို့သိရပါတယ်ဒီဖြစ်စဉ်ကမနေ့ကရွမ်းလာကိုရည်နဲ့နည်းနည်း9နာရီလောက်မှာမိုးစစ် ာဖျားမှာတက်ဆွေးထားတဲ့စက်ကောင်စီတပ်ဖွဲ့ဝင်တချို့မိုးဇာဖျားကောင်းကလက်ဖိဆန်မှာထန်နေတော့ဝန်ရုပ်ပြေခခံရလို့စက်ကောင်စီတပ်ဖွဲ့ဝင်နှုတ်သေးဆုံးသွားတယ်လို့သိရပါတယ်။အဲ့မိုးဇာဖျားကောင်းမှာတက်ဆွေးထားတဲ့စက်ကောင်စီတပ်ဖွဲ့ဝင်တွေကနန်းရကာမန်လန် LM ကနေဖန်ကန်ထေကိုဝင်လာတဲ့သူတွေပေါ့။အဲ့ဒီသူတို့အင်အား600စစ်ကြောင်းကဖန်ကန်တက်လာတဲ့အချိန်လမ်းမှာအသေးအပြုံအများကြီးရှိတယ်။ ဝန်ခံရတာလေအများကြီးရှိတယ်။တချို့စစ်ကြောင်းကဖမ်းကန်ကိုဝန်လာတာပေါ့။အဲ့စစ်ကြောင်းကတချို့ကဖျားကောင်းမှတဆွေးနေတာ။အဲ့စစ်ကြောင်းကဖမ်းကန်ကို ဝန်လာထဲကနဲ့သူတို့ပြစ်ခတ်လို့ပြီးသူစကောအိုးလို့ဒေသွားပြီပေါ့။အဲ့ဒီတိုင်းဒန်ရရတာ20လောက်ရှိတယ်လို့သိရပါတယ်ဒီထက်မှာစစ်ကောင်စီကပြစ်ခတ်လိုက်ဒီဖက်ကံမှာရောက်နေတဲ့သူတွေကပြစ်ခတ်လိုက်လို့ပြီးသူစစ်ကောဦးထက်ကိုတိစုံပြီးတော့ လည်းရရှိသူတွေကကိုအ20လောက်ထိကိုရှိနေရပြီ။အဲစကောင်စီတပ်ဖွဲ့ဝင်တွေကို KNA PDF ပူပေါင်းတပ်ဖွဲ့ကဝန်ရော့ပစ်ခတ်လိုက်တာပါ။ဒီတော့သူတို့ဖက်ကနှစ်ယောက်သေးတယ် SM မှာပဲဟုတိုလန်ရဲ့တရင်ရင်းမင်းကပြောဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေလက်ဖက်ရည်တုံနေတော့မှအမှနှကောင်ကအဆုတ်ခွင့်ရတယ်ဒီဟာကိုဟိုဖက်ရက်ကွက်ကဘိုးမာရီပြင်ပြီးတော့ကြားပြီဆိုလို့ရှိရင်တော့အိုအိုနေအောင်မှဘလူအိုမလဲဆိုလို့ရှိရင်မင်းတို့လက်ဖက်တစ်ခွက်လောက်နဲ့မင်းတို့အသက်တွေမင်းတို့ကောင်းတယ်မပေးဆက်ကြပါနဲ့ဆိုပြီးတော့ကြော်စိုးဦးတော့နော်အိုနေအောင် လက်ဖိတ်တကွမ်းရတရားလုံးနဲ့မင်းတို့အသက်တွေမပေးဆက်ကြပါနဲ့ဘိုင်းညာပေါ့နော်ဒီလိုမျိုးကိုအိုနေအောင်မှတရားကတော့မကြဘူးဒီတရင်ကိုဟိုဖက်ရက်ကကြားပြီဆိုလို့ရှိရင်အခုသူတို့ဒီမကြသေးလို့မကြသေးလို့တာမအော်သေးတာဆိုတော့တရားကတော့မကြခင်လာမှာရွာလာငါရက်နဲ့မှာစက်ကောင်စီကဘုံမှုချွတ်ဟောင်းချွတ်ထွက်အောင်ပြေကခံရမှုနဲ့ပတ်သက်ပြီးလူ၁၆ရုပ်ကိုဆွဆွေဖမ်းဆီးထားပါတယ်ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီးတော့တကယ်တော့ခုနှစ်အောက်ကလေးရဲ့ကျူးလွန်မှုဟာဘယ်လိုမှပြင့်မှုမမျောဘူးဆိုတာ မယဝတ်သက်ကြီးမှာ အတီးအလင်းပါပြီးသားဤထက်ရှင်းတာမရှိပါဘူးအမှုကိုကြည်ရင်လေဒီကလေးကဒီအမှုနယ်ဆန်းစရအကြောင်းလဲဘာမှမရှိပါဘူးအဲ့တော့ဖန်းတာက တရားမဝင်ပါဘူးတရားသူကြီးတွေလည်းလက်မထူပြီးရံမှန်ပေးထားတာမျိုးရှိမှမဟုတ်မဟုတ်တလို့ရေးတွေကလည်းဒီဟာကို တရခန်စရင်ထဲထက်ပြီးတော့အာရမန်တွန်းလုံးတာမျိုးလောင်းဝရှိမှမဟုတ်ပါဘူး မင်္ဂန်တို့သတင်းစာမှာအမင်းတကာကို မဆန်တဲ့သူတွေကိုလည်းဒီလိုနှုတ်လို့ရတယ်ဆိုတာကိုဒီသူလူထုကိုသက်ခါမရှိသက်ခါမရှိလောက်ပြတယ်လောက်ပြတယ်လို့ပဲထင်ပါတယ်အဲ့ဒီလူမျိုးကိုဘေးနိုင်ငံမှာမလုပ်ဘူးဘေးလောက်စုတဲ့နိုင်ငံပဲဖြစ်နိုင်ငံဖြစ်ပါစေဒီလိုလောက်ရကို မလုပ်ပါဘူးခင်ဗျကအချင်းသူမရှိလို့ထောင်ထဲကို မင်းပါနဲ့အတူခေါ်တာမျိုးလား အဲ့လိုဆိုလေအမှန်အတန်ရှင်းပြသိမ့်ပါတယ်အခုလော့ရက်က အတော်လက်ကိုသက်ခမဲ့ပါတယ်ဟုစီဒီအမ်မြော့နေတရားသူကြီးကပြောဆိုပါတယ်ဒါကတော့အာစစ်ကောင်စီရဲ့လော့ရက်ကအခုဆိုလို့ရှိရင်ကလေးကစားစရာဝင်ကစားစရာတတ်နဲ့အမှုတီဆိုပြီးတော့ချောင်းနှင်ကလေးကိုပါဖမ်းဆီးထားပါတယ်။ဒီဟာကတပ်ပေါင်းထဲမှာပြတ်ထားတဲ့အတိုင်းပဲဒီလိုမျိုးကိုဒီဟာကဒီလိုမျိုးတတ်နဲ့တွေနဲ့တတ်နဲ့ကစားစရာတတ်နဲ့တွေနဲ့ ကလေးအပါဝံဘုနော်ဆစ်6ဥကိုအမှုဖမ်းပြီးတော့အာဖမ်းစီထားပါလေဆွဆွေးဖမ်းစီထားပါဒီတဲ့မှာတကယ်ပါဝံတဲ့သူတွေလည်းမပါဘူးလို့ကျွန်တော်တို့သတင်းတွေကြားသိရပါတယ်နောက်တစ်ခုဒီနေ့ကျွန်တော်တို့ပထမဆုံးကြည့်ရမယ့်သတင်းကတော့တရုတ်ရဲ့လော့ရက်တွေရက်တန့်ဖို့တရုတ်ဆောင်ခါရာမာဆန်တဲ့ပြတွန်းဆူမှုတွေကိုအာမွန်ထရင်ဌာနကဖော်ပြတာကိုကျွန်တော်တွေ့ရပါတယ်ဒါကိုကျွန်တော်နဲ့တူနမိနဲ့စာလုပ်ပေးရှိပါတယ်နားထောင်ကြည့်အောင်ပါဒီကတော့တရုတ်စကားတွင်ပဲလေအာ ပြောသလိုဒီမြန်မာဇာတန်းနဲ့ပါသူပိထားတဲ့ရွတ်တံဖန်တစ်ခုဖြစ်ပါတယ်အဆောင်ထိနားထောင်ပြကြပါအောင်ဒီဟာကတော့အာဘလူတွေပြောဆိုထားလဲဆိုတာကိုအသေးစိတ်ဇာနဲ့ဖတ်ကြည့်ပါကျွန်တော်ကိုယ်တိုင်ကလည်းကျွန်တော်ဒီတမ်းပဲကြည့်ကြအောင်နော်ကဲ Susan Warren 一个在连州文化连州语言连州历史之间长大的人今天我的心我们的心被撕成了两半我热爱中国 我很热爱缅甸，但是我看到我们的同胞被自己的军子轰炸、被焚烧、被压制，而中国政府却保持沉默，甚至为了利益而支持这一切。我们无法保持沉默，我们人民之间并不是。 让我们接受暴力。 暴力站在,在人民的一边，而不是暴政的一边。够了，enough！<noise> 我们已经接受了太多，让我们一起建设一个有希望、有尊严的和平未来。加油！ တရုတ်တန်ရောင်းရှိမှာဗောနော်ဇန်ဒပြန်နေကြတဲ့ဟာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့နားထောင်ရတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာရုတ်တန်ဖန်တခုစုဆောင်ပေးထားတာရှိပါတယ်။ဘာလဲဆိုလို့ရှိရင်စစ်ကောင်စီတပ်ဖက်ကအခုပြည်သူစစ်တွေကဗောနော်ပြည်သူစစ်တွေနဲ့မင်းချံဖက်မှာတော်လိုင်းတပ်ဖွဲ့တွေတပ်ပွဲဖြစ်နေပါဒီတပ်ပွဲထဲမှာပြည်သူစစ်တွေကကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေရဲ့ဒရုန်းတစ်စင်းကိုရရှိခဲ့ပါတယ်။သူတို့တနက်တွေပြီးပြီးတော့ပြက်ကြတယ်ပြီးတော့ကျွန်တော်တို့ကကောက်လာပါတယ်။ ဒီ drone ကိုမမြင်ဖူးတဲ့အာပီတုစစ်တွေက blue ray ပျော်စွန်ပြီးတော့ on ပွဲခံနေကြတယ်လေကျွန်တော်တို့ကြည့်ကြည့်အောင်ပါဒီဟာကဒီပီတုစစ်တွေကတော့သူရရစ်မွန်လားမသိဘူးသူရဲ့နာမည်ကမမမီဘူးသူရဲ့ပီတုစစ်တွေက drone တစ်စင်းရနေလို့ block ထိပျော်နေကြလားလဲ blue ray အာ on ပွဲတွေခံနေကြပီတုတွေ blue ray ကြိုးဆူခမ်းတာလေးဆိုတာကိုရွတ်တံဖန်တဲ့တကွာပိုးမတဲ့သတင်းမီဒီယာဖက်ကနဲ့ထုတ်ပြန်လာတာတွေ့ရပါတယ်တော်တော်လေးကိုတော့ရည်စရာကောင်းပါတယ်နားထောင်ကြည့်ကြည့်အောင်ပါ ရုပ်ဒီချလေးကိုရက်ပြီးဒီမှာတို့တောင်းတဆင်းကြတာပြောသလားမင်းတဲ့တောင်းတဆင်းကိုတောင်းမှာမဟုတ်ဘူးလေကောင်းပြောမှာကြောက်ဣဒုစီကျွန်တော်တို့ဖက်ကလောလေးစီးပါမိချတယ်လေဘလို့ထင်ပြပြောကြအောင်ဘွေးခန့်နေကြပါဘူးဟဲ့ကောင်းတော့ဒီရခွေးတို့စကောင်းဆောင်ပြရတော့ ဲ့လိုပဲသိရတယ်။ဘူရန်တို့လည်းပါနေပါနော်။အဆောက်အအုံတော့ပဲ။အဲဒီစီရင်ကြကြ။အကြောင်းဒီကဘူကဘူလူလေးမြတ်နေပြီ။ဒီအားလုံးမိပါကိုပြုစတဲ့ကိုဘာနဲ့မှမကြည့်ရဘူး။

ိုတော့ဒါကတော့ဟိုဖက်ရက်ကွက်မှာဘလော့ထီများဒရုန်းတစ်စီးရနေတာဒလွန်ဒရုန်းတစ်စီးတွေ့ဖူးနေတာကိုပျော်နေကြတာလည်းမသိဘူးเนาะလေရင်တစ်စီးကိုပါကျွန်တော်တို့လိုပြေးချနိုင်ခင်ဘလော့ထီများပျော်နေမလဲမသိဘူးရန်ကိုပျော်လွန်းလို့သူတို့အသက်မအသက်ပါမစ်တော့မလားတော့မသိဘူးဒီမှာဒရုန်းတစ်စီးရတာတောင်မှဘလော့ထီဂျိုကန်းနေတယ်သူတို့သူတို့ရိပ်မှန်လားမသိဘူးသူရဲ့အမေကဘီသူစခေါင်းဆောင်လို့သိရပါတယ်သူရဲ့ဘီသူစတွေကကျွန်တော်မင်းမင်းချန်ကပီတိုလိုင်းပစ်တက်ဖို့တဲ့စီကဒရုန်းတစ်စင်းကိုရရှိခဲ့လို့ ဒီလိုမျိုးအောင်ပွေးခံနေတာလို့ကျွန်တော်တို့သတင်းတွေကြားသိရပါတယ်။နောက်တစ်ခုကအခုတလောမှာစစ်ကောင်းဆောင်မင်းအွန်လိုင်းကဝတ်တော့ကားတွေစံကြီးတွေကိုဖမ်းဖို့အမိန့်ပေးထားပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့အဲ့ဒီသူ့ရဲ့ဝန်ထမ်းတွေအဲ့မှာစစ်တပ်တွေရဲတွေကြားမှာတော့အကောင်လုံးဝန်ထမ်းတွေအားလုံးထဲမှာတည်ရွတ်မှုရှိတယ်အကောင်လုံးကိုတည်ရွတ်မှုရှိနေလို့သိရပါတယ်။ဘယ်လိုတွေတည်ရွတ်မှုရှိနေလဲဒီထက်မှာကျွတ်ဖက်ပါတီဘာအဖွဲ့ဝန်တအုပ်ကပြောပြတာကိုကျွန်တော်တို့အတူနားထောင်ကြည့်အောင်ပါဘလူတွေဝန်ထမ်းတွေခန်းစားနေကြရပါတော့ မင်္ဂလာနေ့လေခင်ဗျာ။ဟာမင်္ဂလာနေ့ကြီးပါလေ။ဒါဂျုံလာရှိရနေပို့နော်။တနင်္ဂနွေနေ့ဖြစ်ပါ။ကျွန်တော်လည်းရှိအားရဆိုတဲ့ခါကျတော့ကောက်လေးပါရသွားကစားဖြစ်တာပို့။ကောက်သွားကစားတဲ့ခါကျတော့အတန်လေးကတော်တော်ထွက်တယ်ဗျ။ဘာတန်လေးထွက်လေဆိုလို့ရှိရင်တော့ကောက်ကွင်းရဲ့ကယ်ရီလေးတွေကစားပြီးတော့မှသူတို့ရဲ့ဝတ်တော့ဆိုင်ကလေးတွေကစီးလို့မရတော့ဘူးတဲ့။အဖမ်းတော့ခံရသေးဘူးမပေါ်သေးပါဘူး။ဒါပေမဲ့အဖမ်းခံမှဆိုတော့မစီးရဘူးပို့ဗျာ။မစီးရတဲ့ခါကျတော့သူတို့က ကိုယ်ုံလာတဲ့အခါမှာတက္ကစီတွေငှားဒုက္ခတွေကိုကြစိတ်တွေများဒုက္ခတွေရောက်ပေါ့နော်ဒါတွေကြုံတွေ့ရတာပေါ့အလားတူပဲဝိညာဉ်လောကမှာလည်းအငယ်တန်းဝိညာဉ်လေးလောကမှာလည်းဒီလိုပဲရှိတယ်အဲ့တော့အောက်ခြေလူစမ်းစားတွေမှာဒီဒုက္ခတွေခံစားနေရတယ်ဗျအဲ့တော့နိုင်ငံတော်ကြီးကဲရတော့ဒါဝိတော့ဆိုင်ကယ်တွေဝိတော့ကားတွေဖမ်းဆိုလို့ခါကြတော့အောက်ခြေမှာတော့ဖမ်းနေကြတာပေါ့နော်အဲ့တော့လူကြုံကြီးကိုလည်းထိုက်သိမ်းတော့ထိပါတယ်ဆိုတာဒါလည်းလက်ခံပါတယ်ဒါပေမဲ့လည်း လူကြီးရုပ်သူထိပါလာအောင်လုပ်တယ်ဆိုတဲ့နေရာမှာတော့တော့ without cycle မှမဟုတ်ဘူးလေတခြား cycle နဲ့လုပ်လဲရတာပါပဲအဲ့တော့ဟိုဒီနေရာမှာတော့ NASA ကအစိုးရသည်သူက not elected government ပေါ့ not ရွေးချယ်ခံရတဲ့အစိုးရတော့မဟုတ်ဘူးဒါပေမဲ့သူကလည်းဒါဥပဒေနဲ့ညီတဲ့အစိုးရပေါ့နော် eligible ဖြစ်တဲ့ government တခုဖြစ်တယ်အဲ့ခါကျတော့ကျွန်တော်ဒီမူကရုစီနိုင်ငံတိုင်းနိုင်ငံမှာတော့ဖြစ်ပေါ်လာတဲ့အစိုးရသည်သူက သူရဲ့တည်ဆဲဥပဒေတွေရပြည်သူတွေကိုထိန်းချောင်းတာလည်းတစ်ပိုင်းပေါ့နောက်တစ်ပိုင်းကတော့ဘာလို့ပြရမလဲဆိုလို့ရှိရင်တော့ပြည်သူတွေရဲ့အတန်အတော်လည်းနားထောင်မှုလိုတာပေါ့နော်အဲ့ဒါကိုပဲကျွန်တော်တို့ကတော့ people center approach လို့ပြောကြတာပေါ့နော်အဲ့တော့ဒါတွေကဒီမူစီခင်မှာတော့ဖြင့် top down ဆိုတာကသိခင်စားတော့ဘူး bottom up ပဲဖြစ်ရမယ်ဆိုတဲ့အယူအဆဖြစ်တာပေါ့နော်အဲကြောင့်မလို့ဟို ဒါတကယ်တော့တာဝန်ရှိတဲ့လူကြီးတွေတင်လည်းပြန်စဉ်းစားဖို့ကောင်းတာလို့ပြင်အခုဒီ without car နဲ့ cycle ဖမ်းတဲ့နေရာမှာ without car ကတော့ကျွန်တော်သိမပြောလို့ဘူးငွေပန်းလို့ဘူးဒါပေမဲ့ without cycle ကတော့အောက်ခြေလူတန်းစားတွေအဲလူတန်းစားနော်သူကတော်တော် impact ကြီးတဲ့ကိစ္စပဲဗျဝင်လင်းပြောမဆိုရင်တော့ဗျာအစိုးရဟိုတော့ခင်ဗျားလည်းဟိုငကူချစ်နေတဲ့လူတော်မှမုံသွားပဲဆိုတော့ပုံစံမျိုးတော့ဖြစ်နေသေးဗျာအဲ့တော့ အာငါတို့ကတက်တမရောပဲချစ်ချင်းမုန်းရင်ငါတို့နဲ့မဆိုင်ဘူးလို့ဒီလိုလိုလည်းမပြောနဲ့ဗျပွင့်လင်းပြောလို့ရှိရင်ဒီကိစ္စလေးတစ်ခုလောက်တန်နေပဲပွင့်လင်းပြောလို့ရှိရင်တမရောကိုချစ်နေတဲ့လူတွေကတမရောမုန်းဆောင်လို့ဒါလည်းမကောင်းဘူးလေအဲ့တော့ precedent တစ်ခုရှိပါတယ်တမရာယူသိစင်တဲ့တုန်းကဒီလိုပဲ without cycle တွေကိုကျွန်တော်တို့ဒါ license ချပေးတာပေါ့ဗျာအခွင့်ဆောင်ပေါ့အခွင့်အရေးလည်းရတဲ့ခါကျတော့ကျွန်တော်တို့တိုင်းပြည်ရဲ့လိုအပ်တဲ့ budget တွေကိုလည်းဖြည့်ဆည်းပေးလို့ရတာပေါ့နော်ဒါကြောင့်မလို့အဲ့ဒါလေးတစ်ခုကိုတော့ ူကြီးများအနေနဲ့ပြန်လဲပြီးတော့မှပြည်သူတွေကိုငဲ့ညာတော့အပြင်စဉ်းစားဖို့လိုပါတယ်လို့ကျွန်တော် Yes ဆိုတော့ဒီလိုမျိုးကိုပြောနေကြပါတယ်အခုချိန်မှာအမသူတို့အပမင်းအောင်လန်စတဲ့နဲ့အာမင်ကြီးခေါင်းဆောင်ကနော်သူတို့သားသမီးတွေရဲ့အာ EV ကားကိုရောက်မထွက်တော့လို့ဆိုပြီးတော့အမလိုင်စင်မကားကိုပိတ်ခန့်လိုက်တယ်အမလိုင်စင်မကားကိုဖမ်းခန့်လိုက်တယ်အခုချိန်မှာဖမ်းရောဖမ်းဖမ်း ထန်လေးဖန်ရောခုချိန်မှာသူတွေဝန်ထမ်းတွေကအိုဟစ်နေကြပြီသူတွေဝန်ထမ်းတွေအကောင်လုံးကလည်းဝတ်တုတ်ကားတွေဝတ်တုတ်ဆိုင်ကြီးတွေပဲအကောင်လုံးတောင်းနေကြတာဆိုတော့ဘီသူစစ်တွေမကပါဘူးမကတော့ပါဘူးနော်ဘီသူစစ်တွေမကတော့ဝန်ထမ်းတွေအကောင်လုံးပါအိုဟစ်နေကြပြီကျွန်တော်တို့ကတော့ဘာမှမဖြစ်ပါဘူးနော်ဝတ်တုတ်ကားတွေဆိုင်ကြီးတွေဖတ်နေမဲ့လေကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေဘာမှမဖြစ်ပါဘူးဗီဒီယိုတွေအဲ့ပါ ။အော်ဟစ်နေကြပြီ။ဇူရာကတော့ဒီနေ့ရဲ့ဗီဒီယိုဘာကတော့ဒီလိုပါပဲကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတဲ့တော်လန်ပြည်သူများအားလုံးကိုလည်းကိုယ်ကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။